Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငွေကဘယ်အကြောင်းလေးပြောပြချင်တာလဲဆိုတော့ mindset အကြောင်းလေးပေါ့နော် mindset ဆိုတဲ့နေရာမှာငွေပြောချင်တာလေ fit mindset ပေါ့ mindset ဆိုတာကအထူးသဖြင့်အဓိကတော့အတွေးပေါ့နော်အတွေးဆိုတဲ့အခါမှာလူတွေကလေအများဆုံးအဖြစ် ဟို mindset ကိုကိုကဖွင့်ပြီးတော့မတွေးကြအောင်ကွာအမြဲ fit လုပ်ထားရပေါ့နော်ကိုတွေကအခုနောက်ပိုင်းမှာလူတွေကများသောအားဖြင့်လူတွေကစိတ်ပြည့်စုံမှုတွေများလာတယ်စိတ်ပြည့်စုံမှုတွေများလာတယ်အများအများစုဒီစိတ်ပြည့်စုံလေး negative ကို တွေးလေပဲ overthinking ဖြစ်လေ negative ကိုတွေးလေပဲအဲ့တော့ငွေတို့ကဘယ်လိုလုပ်ရမလဲဆိုတော့ဒီ stress တွေများလေကိုက negative တွေကိုတွေးလာတဲ့အခါမှာတဖြည်းဖြည်းနဲ့ negative တွေပဲဖြစ်လာရယ်ကွာအဲ့တော့ဝင်ပြောချင်တာကအဓိကအားလုံးဒီဘယ်ပုံမှအခြေခံလဲဆိုတော့ mindset ပါ mindset မှာမှမတို့က fit mindset မဖြစ်အောင်အရင်အထူးကိစ္စစိုက်ပြီးတော့နေတတ်ဖို့လိုပါတယ်အဲ့တော့ငွေကဒီနေ့ ီဒီယိုလေးမှာပေါ့နော်ငွေအရင်ဆုံးရှင်းပြချင်တာက fit mindset အကြောင်းလေးပေါ့ပြီးရင်တော့ grow mindset အကြောင်းကိုငွေကနောက်ဗီဒီယိုတစ်ခုမှထပ်ရှင်းပြပေးမယ်ဒီနေ့အချင်းချုပ်အနေနဲ့ငွေက fit mindset ကိုအဓိကဦးစားပေးပြီးပြောမှဖြစ်တဲ့အတွက်အရင်ဆုံးကိုကဘဝမှာတိုးတက်ပြောင်းလဲခြင်းနဲ့ဘဝကြီးကိုအောင်မြင်ခြင်းနဲ့တူတရဖြစ်ခြင်းနဲ့ဆိုရင်ကိုကအိုဂရုမိုင်းဆက်ကြီးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ကိုက fit ဖြစ်နေတဲ့အရာတွေကိုကိုအရင်ဆုံးပြောင်းလဲဖို့လိုပါတယ် အဲ့တော့ငါတို့က mindset ဆိုတဲ့အတွေ့အကြုံကိုငါတို့ဆက်ပြောရမယ်ဆိုရင်အဓိကအရာဒီဘယ်ပေါ်မှာအခြေခံလဲဆိုတော့ငါတို့က grow mindset ဖြစ်နေဖို့လိုတယ် fit mindset မဟုတ်ဘဲနဲ့အမြဲတမ်းကိုက grow mindset ကိုယ့်ရဲ့အတွေ့အကြုံဒီအမြဲတမ်း grow ဖြစ်နေဖို့လိုပါတယ်အဲဥပမာပြောရမယ်ဆိုရင်ကွာလူအများစုကကိုယ့်ရဲ့အတွေ့အကြုံကိုအမြဲတမ်း fit လုပ်ကြတယ်ငွေလဲတစ်ခါလေးကြာရင်မသိစိတ်ကနေမှသွားပြီးတော့ fit ဖြစ်မိတဲ့အရာတွေရှိရပေါ့နော်အဲ့တော့ဘယ်လိုမျိုးအရာတွေလဲဆိုတော့အထူးသဖြင့် အဲအထူးသဖြင့်လူကြီးတွေပေါ့နော်လူကြီးတွေမှာပူကြရရပေါ့သူတို့ကပါဇက်ကနေကိုယ်တိုင်ဖွင့်ပြောဒါပေမဲ့လူကြီးပဲလားဆိုမဟုတ်ဘူးလူငယ်တွေရောအကုန်လုံးဒီဟိုမတိလိုက်မတိပါတာတချို့အရာတွေမှာလေတွားပြီးတော့ fit လို့တွားလို့မရတဲ့အရာတွေရှိအမှန်တကယ်ဆိုရင်ကိုယ့်ရဲ့ mindset ကိုအမြင် grow ဖြစ်နေအောင်လုပ်ရမယ်ပေါ့နော်ဘယ်လိုနေရာမှာတွားလို့မရတာလဲဆိုတော့ဥပမာပြောရမယ်ဆိုရင် လူကြီးရဆိုရင် အာငါမလုံးနိုင်ပါဘူးငါအသက်ကြီးနေပြီငါတော့မလုံးနိုင်တော့အသက်သေးကြီးနေပြီပေါ့ကွာအဲအဲ့လိုမျိုးကြီးပြောကြရပေါ့နော်အဲ့လိုပဲတချို့လူငယ်ဆိုရင်လည်းကွာဘယ်လိုပြောရမလဲဆိုတော့အဲအချင်းနဲ့ပတ်သက်ပြီးတော့ပဲပြောရမယ်ဆိုရင်ဥပမာပဲပြောရမယ်ဆိုရင်အဲ့ဒါမှပို့ပြီးမျက်လုံးနဲ့မြင်ပါပေါ့လေအဲ့တော့ပို့ပြောရမယ်ဆိုရင်အာငါကတော့ဟိုတည်ရမလားအချင်းနဲ့ပတ်သက်ပြီးတော့ကံမကောင်းပါဘူးကွာငါငါကတော့အချင်းနဲ့ပတ်သက်လာအရင်ကန်ဆုံးနေရတာတို့တည်မလားငါအပေါ်ရင်ပဲဖြစ်နေရတာတို့ အဲ့အဲ့မျိုးယူ fit mindset လုံးဝလုပ်လို့မရပါဘူးမလုံးသိဘူးပေါ့နော်ကိုကအမြဲတည်းကိုရဲ့အတွေးတွေကိုအမြဲတမ်းဖွင့်ထားပြီးတော့အမြဲ grow ဖြစ်အောင်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းတိုးတက်မှုရှိအောင်ကိုကကိုရဲ့အတွေးတွေကိုလည်းကြည့်ယူရတယ်ဘယ်ရမစိုး surrender ဆိုရင်ကြည့်နေကြည့်မှရတာပေါ့နော် ကိုကိုရင်ကြည့်ကြရတယ်ဒီလိုပဲအတွေးတွေကိုလေကိုကတိုးတက်ပြီးတော့ကိုဘဝတစ်ခုမှာ live တစ်ခုမှာကိုကတိုးတက်အောင်မြင်ခြင်းနဲ့သူတယောက်ဖြစ်ခြင်းနဲ့ကိုရဲ့ live ကိုအမြင်ရင် grow ဖြစ်နေတဲ့သူတယောက်ဖြစ်ခြင်းနဲ့ဆိုရင်ကိုရဲ့အရင်ဆုံးကြောင်းလိုက်ရမယ့်အရာသည် mindset ကိုရဲ့အတွေးကိုအမြင်ရင် grow ဖြစ်အောင် တွေးနေဖို့လိုပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုရဲ့အတွေးကိုလည်း fit လုပ်ထားမယ်ဆိုရင်ကိုကလည်း ဘဝမှာတိုးတက်တဲ့လားမတိုးတက်ပါတော့ဘောเนาะအဲ့တော့ငွေပြောချင်တာကဘာလဲဆိုတော့ကိုကအငင်းကိုရဲ့အတွေးတွေကိုအငင်းနဲ့ grow ဖြစ်အောင်ထားဖို့လိုပါတယ် fit ဖြစ်အောင်မထားဘဲနဲ့ကိုကဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုပဲလူပဲကွာလုံနိုင်တယ်ငါဘာမှမဆိုလုံနိုင်တယ်နောက်ဆုံးငါဘာမှမဆိုရနိုင်တယ်နောက်ဆုံးအာငါအချင်းနဲ့ပတ်သက်ပြီးကဲမကောင်းပါဘူးဆိုတာမျိုးတွေဘယ်တော့မှမတွေးရအောင်ပေါ့နော်ကိုကအငင်း အချင်းနဲ့ပတ်သက်ပြီးတော့လေကိုကကံကောင်းတဲ့သူတယောက်ဖြစ်တယ်ဆိုတာမျိုးကိုကလက်ခံထားမှာကိုယ့်ရဲ့အတွေးတွေက grow ဖြစ်နေမှာကိုယ့်ရဲ့ life ကလည်း grow ဖြစ်လာမှာပေါ့နော်အဲ့တော့အဓိကကဒီဘဝမှာတိုးတက်ပြောင်းလဲခြင်းနဲ့ ကိုကအောင်မြင်စင်တဲ့သူတယောက်ဖြစ်ချင်နေဆိုရင်ကိုရဲ့အတွေ့အကြုံကိုလည်း fit မလုပ်ထားဖို့လိုပါရဲ့အမြဲတမ်းကိုရဲ့အတွေ့အကြုံကိုအမြဲတမ်း group ဖြစ်အောင်နေဖို့လိုပါရဲ့လို့ငွေပြောချင်ပါတယ်အဲ့တော့ငွေပြောချင်တာကလေလောကကြီးမှာကိုယ့်ရဲ့ life တစ်ခုမှာကိုယ့်ရဲ့ဘဝကြီးမှာကိုကဘာလို့လဲအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ကိုယ့်ရဲ့ life ကိုအမြဲတိုးတက်နေခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ mindset တွေကိုအရင်ဆုံး fit mindset မဖြစ်အောင်ကိုကနေတတ်ဖို့လိုတယ်တွေးတတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ fit mindset မဖြစ်အောင်ငွေတို့ဘလို့ကျင့်နေရင်းလိုက်ရမယ်ဆိုတော့ငွေတို့က grow mindset ဖြစ်အောင်ငွေတို့ကချင်းပြရမယ်အဲ့လိုချင်းပြဖို့ဆိုရင်ငွေတို့ကပြောင်းလဲတာကိုသင်ယူတတ်ဖို့လိုပါတယ်ငွေတို့ကအနည်းငယ် news case တွေကိုလေ့လာရမယ်ပေါ့နော်အဲ့တော့ငွေဒီနေ့မှာတော့အဓိကပြောချင်တဲ့အရာလေးကလူတွေကအများသောအားဖြင့် fit mindset ဖြစ်ကြရပေါ့နော်ငွေလဲတချို့နေရာမှာသွားပြီးတော့ fit လုပ်နေရရှိရပေါ့နော်အဲ့တော့ငွေဒီကိစ္စနဲ့ပတ်သက်ပြီးအချင်းပြန်ချောင်းရမယ်ဆိုရင် အချို့အရာတွေမှာလည်းငွေတို့ကဟာငါတော့မလုံးနိုင်ပါဘူးငါတော့ဟိုမဖြစ်နိုင်ပါဘူးငါတော့တော်ပါပြီဒီလောက်ပါပဲဆိုရင်ကိုကိုကို fit လုပ်ထားတဲ့အရာတွေကို fit မဖြစ်အောင်ကိုကအရင်ဆုံးချိန်ဖို့လိုပါတယ်အဲ့တော့ငွေဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ကိုရဲ့တချို့ကိစ္စတွေမှာပေါ့နော်အထူးသဖြင့်အချင်းပဲဖြစ်ဖြစ်စီးပွားပဲဖြစ်လူမှုပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုရဲ့ internet ထဲမှာမဟုတ်ဘူး external မှာပါကိုရဲ့ internet ကိုမှချိန်ရမှာမဟုတ်ဘူး external ကိုကချိန်ရမှာကိုကကိုရဲ့အတွေးတွေပါပြောင်းလဲရမှာမဟုတ်ဘူးအပြင်က အရာကြီးပါပြောင်းလိုက်ပြမကိုကအပြင်ကိုမြင်တဲ့အမြင်ပါပြောင်းလိုက်ပြမအပြင်ကပြန်ရလာရည်လေကိုကအကုန်ပြောင်းလိုက်မှာအဲ့တော့ဝင်ပြောချင်တာကတချို့အရာတွေမှာ တချို့လူတွေက fit လုပ်ထားရှိပါတယ်ဥပမာပြောရမယ်ဆိုရင် အာငါအချင်းနဲ့ပတ်သက်ပြီးကံကောင်းမှာဘူးငါအပေါ်ရမဲရနေရမှာဆိုရင်တကယ်ကြီးအပေါ်ရမဲရလာလိမ့်မယ်အဲ့လိုပဲပေါ့နော်ကိုကငါတော့မလုံနိုင်ပါဘူးငါတော့ဒီလောက်လေးပဲလုံနိုင်တာပါဆိုရင်တတ်မှတ်ထားရင်တတ်မှတ်ထားတဲ့လောက်ပဲကိုပြန်ရမှာပဲအဲ့တော့ဘယ်ကိစ္စမှမဆိုကိုက fit mindset မဖြစ်အောင် ချိန်ဖို့လိုပါတယ်အဲ့တော့အရင်ဆုံးပြောင်းလိုက်ရမှာကိုကိုယ်တိုင်အရင်ပြောင်းလိုက်ရမှာပါအဲ့တော့ငွေဒီနေ့မှာတော့နောက်ဆုံးပြောချင်တဲ့အရာကကိုယ့်ရဲ့ fit လုပ်ထားတဲ့အရာတွေကိုကိုယ်တိချပြန်ကြည့်ပြီးတော့ကိုက fit မလုံးမိအောင်စူးစမ်းပြီးတော့ grow mindset ကိုချင်းကြပါလို့ငွေကပြောချင်ပါတယ်အားလုံးပဲ grow mindset ကြောင့်လေးမှာပြောရင်းနဲ့ပြန်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်တတ်တာ